မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာနှစေးရေးသားပြုစုထားသောရွှေညောဣษาတရားမိတ်ဒီစေဂိုင်းတော်ဂိုင်းမြတ်ကြီးနဲ့သက်ဆိုင်သည့်ဘௌဒ္ဓစာစုများမှနဘတ်24အဖေကြီးဦးမြခင်ဩဝါဒဖြစ်သောတပည့်များဘုံကြီးစီမိအချက်များဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာဖြစ်ပါရယ်ခင်ဗျာအဖေကြီးဦးမြခင် မိန့်ကြားခဲ့သော တပည့်များဘုံတကူကြီးစီမိအချက်များအဖေကြီးဦးမြခင်ဤမိန်ငုံအတန်ွေမှကူးယူဖော်ပြခြင်းဖြစ်ပါသည်ဥပမာမောင်တန်းညွန့်နဲ့တကွဆရာတပည့်တကရုမောင်လှငွေနဲ့တကွဆရာတပည့်တကရုမောင်ထုံးခင်နဲ့တကွအဲ့ဒီလိုဆရာတွေဆရာတွေဆရာတွေနဲ့သူကရုနဲ့သူအဲ့ဒီလိုရှိလာတဲ့အချိန်တွေမှာ မောင်တန်းညွန့်နဲ့မောင်လှငွေပေါ်လာတဲ့ပြဿနာပင်လင်းပင်မင်းတို့တတွေအပြစ်ဖြစ်သူတွေ ဝင်ပြီးတော့ဝေဖန်ဖို့မလိုဘူးမင်းတို့တွေကတိထားရမယ့်အလုတ်ကတို့ဆရာရဲ့အလုတ်ဖြစ်ချင်းကြောင့်တို့ဝင်ပြီးဘာမှဝေဖန်နေစရာမလိုဘူးဒီလိုမှတ်ထားရမယ်ဥပမာတစ်ခုမင်းတို့တွေကို မင်းတို့တပည့်တွေကိုဆရာကြီးတွေစီကိုလည်းပို့ပေးတယ်ဂိုင်းတော်ကိုလည်းပြန်ပွားအောင်တပည့်တွေကိုလည်းတခါတည်းကိုသားသမီးလိုအုပ်ချုပ်တဲ့ဆရာပေါ်မဆိုထားနဲ့မတရားသဖြင့်လုပ်နေတဲ့ဆရာကိုပင်လင်တပည့်ဆိုတာ မဝေဖန်ရဘူးအဖေအဘဘုရဟံငါ့ကိုပြောဘူးတယ်မောင်မြခင်နဲ့ခမရလို့ဆိုတော့ငါသားမင်းဘုံကြီးကျင်သလားတဲ့မင်းရှိမှထားထားတာပါလေတဲ့လက်ဖက်ရည်အချမ်းပကံလုံးအဲ့ဒီလက်ဖက်ရည်အချမ်းပကံကိုဖိကောင်ကိုစလုံးကြီးငါယူပေးစမ်းဆိုရင်မင်းဘာပြောမလဲတဲ့ငါမဖြေနိုင်ခဲ့ဘူးအဖေကပကံမန်းတည့်ရတောင်းနဲ့စလုံးပေးစမ်းဆိုရင် အဖေပြောတဲ့စလုံးဒီမှာဆိုပြီးယူပေးလိုက်တဲ့ အကျမ်းပကံကြီးပါဆရာရေလို့မပြောနဲ့တဲ့ဆရာကိုဘယ်တော့မှမဝေဖန်နဲ့တဲ့အေးပုရုဇဉ်ဖြစ်တဲ့အတိုင်းမှမှန်တာလဲပါမှာပဲမှန်တာလဲပါမှာပဲဒီကြားထဲမှာနော်အဲ့ဒီတော့အဖေကြောက်တာတခုလေးရှိတယ်မင်းတို့ပေါ်မှာအုပ်ချုပ်နေတဲ့မင်းတို့ဆရာတွေမှန်တယ်မှမှန်တယ်ငါကြည်နေတာငါဘယ်တော့မှအလက်ကောင်းမနေဘူးမှတ်ထားတို့အဖေအဘဘိုးတော်ဟန်ကိုလေတို့ကဒီလိုကြင့်ကြံခဲ့တော့ငါလည်းအတွင်း ငါနဲ့ဆိုင်တဲ့ငါသားတွေဟာငါမြေးတွေအပေါ်မှာဘယ်လိုအုပ်ချုပ်တလဲဒါကြည်နေတာဒါကိုလွှတ်ထားလို့မရဘူးကြည်ုံနေကြည်နေပြီးတော့ငါတို့အုပ်ချုပ်တယ်လို့သူတို့ကဖြောင်းဖြောင်းအုပ်ချုပ်နေမှန်းသိရင် တို့ကအင်မတန်ဝမ်းသာတယ်တိမ့်မယ်ထင်တဲ့ဆရာကိုတွေ့ရင်လူမသိအောင်ခေါ်ဆုံးပါတယ်ဒါလိုထိမ့်ထားတယ်ဦးတစ်ချိန်ဂရုတွေဂရုတွေစုပြီးတော့တယောက်နဲ့တယောက်ပက်ခဖြစ်ဖူးတယ်အဲ့ဓာတွေပေါ်လာတတ်တယ်အဲ့ဓာတွေအမှန်က ချုပ်ကြည့်လိုက်မယ်ဆိုရင်ဘယ်သူမှမမှားဘူးစိတ်ဓာစေတနာကြောင့်ဖြစ်တာအပြောမှားအဆိုမှားအဲ့ဒီလိုများနောင်ကိုပေါ်ပေါက်လာခဲ့သည်ရှိသောဘယ်လိုကိစ္စမျိုးကိုမဆိုမဝေဖန်ကြပါနဲ့ဘာကိစ္စမျိုးကိုမှကိုနဲ့မဆိုင်သလိုနေကြပါဝေဖန်မိလို့မင်းတို့ဝေဖန်တဲ့အတိုင်းဆရာလို့သူကမှားနေရင်တော်သေး၏မှန်နေရင်အဲ့ဒါကအပြစ်ဖြစ်သွားလိမ့်မယ်အဲ့ဒီအပြစ်တွေကမှတ်ထားငါပြောပြမယ် ဂိုင်းကိုစောင့်ရှောက်တဲ့လူတွေကမြင့်မူတောင်ချားနေပေမဲ့ရင်ငွေမှာနေရတယ်လို့ပဲဂိုင်းကိုခတိကောက်ဖြက်စီးတဲ့သူဟာရင်ငွေထဲမှာနေပေမဲ့မြင့်မူတောင်ချားနေတယ်ဆိုတာမှတ်ထားလေးလေးနက်နက်သတိပေးပေးရစေအထက်ဖော်ပြမှာစာပိုင်းများသည်ရင်ညောအိဆာတရားမိတ်ဒီစေဂိုင်းတော်ဤကျေးဇူးရှင်အဖေးကြီးဦးမြခင်မမေတီရရှင်ကုတုံအတန်သွင်းအခွေအတွင်ပြောဆိုဆုံးမခဲ့သောစကားများဖြစ်ပေသည် ဆရာအချို့နှင့်တပည့်အချို့ကြောင့်ပြဿနာများသည့်အဖေကြီးဦးမြခင်တက်ရှိထင်ရှားရှိနေစဉ်ကာလ၌ပင်ဖြစ်ပွားခဲ့ကြောင်းသိနိုင်၏